မင်္ဂလာပါရှင်ကျမတို့ rugby ကသတင်းဌာနကကြိုဆိုပါရရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ရေဦးမျိုးနဲ့ပါဝင်ခင်ဦးကမ်ဘလူအဆက်ကိုစစ်တပ်ကပုံကျဲခဲ့တဲ့သတင်းဖြစ်ပါရရှင်စကိုင်းတိုင်းရေဦးမျိုးနဲ့ပါဝင်ခင်ဦးကမ်ဘလူအဆက်ကိုစစ်တပ်ကဒီနေ့မနက်ပိုင်းမှာပုံကျဲသွားခဲ့တယ်လို့သိရှိရပါတယ်ဒီနေ့မနက်ပိုင်းမှာစစ်တပ်ကရေဦးမျိုးနယ်တွေကမိမောင်းကုန်းရွာနဲ့ရထောင်ရွာကြားကိုချက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်ခဲ့တာလို့ဒေသခံတအူကခုလိုပြောပါတယ် မိမောင်းကောင်းရွာထိပ်ကနေရင်တလုံးပြစီခဲ့ပြီးဒီကြောင့်တခတ်မှုတွင်ဘုံဒီတလုံးကပောက်ကွဲမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်ဇူလိုင်17ရက်နေ့ကစစ်တပ်ကမိမောင်းကောင်းရွာကိုမိရှို့ဖျက်ဆီးခဲ့သေးတယ်လို့လည်းသိရပါတယ်။အလားတူစစ်တပ်ကခင်ဦးကမ္ဘလူဇက်ကိုလေကြောင်းတခတ်မှုထပ်မံပြုတ်လုသွားခဲ့ပြီးမြေအထူးကိမရှိခဲ့ဘူးလို့ဒေတာတွင်းသတင်းအင်းမြစ်တွေကပြောပါတယ်။အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကတော့ အော်တိုဘာတလအတွင်းစစ်တပ်ကနိုင်ငံအနှံ့လေကြောင်းတပ်ခန့်ကိုအချိန်ပေါင်း250ပြုလုပ်ထားပြီး185ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။အလားတူစစ်တပ်ကအစုလိုက်ပြုံလိုက်တပ်ဖြတ်မှု17ခုပြုလုပ်ခဲ့ပြီးသေဆုံးသူ136ဦးရှိတယ်လို့ NUG ကကြေညာထားပါတယ်ရှင်။